ရုတ်နိုင်ငံချင်းထောင်တီကမ္ဘာရုပ်ရှင်လုပ်ငန်းအချက်ချာနေရာဖြစ်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျဉ်း20မြောက်တရုတ်ဟွာပြောင်းရုပ်ရှင်စုပေးပွဲအခမ်းအနားကိုဧပြီ28ရက်နေ့တရုတ်အရှေ့ပိုင်းရှမ်းထောင်ပြည်နယ်မှချင်းထောင်ကန်ယူရန်မြို့မှကျင်းပမှာဖြစ်ကောင်းချင်းထောင်ကကပောင်းလုံးဆိုင်ရာရုပ်ရှင်လုပ်ငန်းရဲ့အထူးအချက်ချာနေရာအဖြစ်အခိုင်အမာဆောင်ရွက်နေပါသည် ရခိုင်နစ်တွေကဘေကျင်းမှာထုံတမ်းအတိုင်းပြုလုပ်ခဲ့ပေမဲ့ယခုနှစ်မှာတော့တရုတ်မျိုးရောအပြင်ဘက်မှာပထမဆုံးအနေဖြင့်ကျင်းပမှာဖြစ်ပါသည်။ချင်းထောင်ခု UNESCO ကတရုတ်နိုင်ငံရဲ့ရုပ်ရှင်မျိုးရောလို့သတ်မှတ်ထားသလိုအိမ်မက်ဆန်ဆန်ရုပ်ရှင်ဆက်ယုံလုပ်ငန်းတဘာဝစတူဒီယိုကြီးဆိုပြီးကြေကြာပါသည်။ ချင်းထောင်မှ2013ထဲကတရုတ်ရုပ်ရှင်မျိုးကြီးအဖြစ်ဖွံ့ဖြိုးလာခါတာမန်ဘောလုံးကွင်းပေါင်း230ကျောနဲ့ညီမျှထဲစတူရန်မီတာတိတရမ9တန်းကျဲဝန်းထဲရုပ်ရှင်ဥယျာဉ်ကြီးဖြစ်ပါထဲတရုတ်အစိမ့်မြင့်ရုပ်ရှင်ထုတ်လုပ်ရေးအခြေဆိုင်နေရာတွေထဲကတခုဖြစ်တယ်လို့နိုင်ငံတကာစံချိန်မီအတန်းစနစ်များနဲ့ဗတ်ဆောင်3စသင်း32မျိုးပါဝင်ပါထဲ ဒီရုပ်ရှင်ဥယျာဉ်ကြီးထဲမှာအတန်းစနစ်ပိုင်းစတူရန်မီတာသက်တောင်းရှိပြီးရေအောင်ပိုင်းအခန်းတွင်အပူချိန်လဲပါဝင်ကာခန်းနာထိပ်ရိုက်ွက်ထွေးတဲ့အဆင်ပြေပြေရိုက်ကူးထုတ်လုပ်နိုင်ပါထိပ်ကျောင်းရှင်ဆက်ဆက်ကုမ္ပဏီပေါင်း1500ကျော်အသည့်ရှိက ထိတ်တန်းထုတ်လုပ်ရေးအဖွဲ့တွေဆိုရင်ပြင်ဆင်မှုပိုင်းစက်တင်ဒီဇိုင်းပိုင်းပစ္စည်းကရိယာပိုင်းရုပ်ရှင်အမှုပညာပိုင်းတို့မှအထူးကျွမ်းကျင်ကြရလို့တရုတ်မီဒီယာအဖွဲ့မှတင်ဆက်သူကျန်းထောင်ကပြောပါအထိ ချင်းထောင်မှရုပ်ရှင်ထုတ်လုပ်ရေးထွေခါနေယခုအချိန်ထိရုပ်ရှင်နဲ့ TV ထုတ်လုပ်ရေးအဖွဲ့ပေါင်း900ကျော်တည်ရှိနေကစုစုပေါင်းဝင်ငွေရွှန်38သရမခုနှစ်ဘီလီယံရှိထားပါအထင်လက်ရှိမှာ The Wandering Art Series တွင် Creation of the Call ဆဆဆ Moment နဲ့ရိုလိုတို့လိုနာမည်ကျော်ရုပ်ရှင်များကိုချင်းထောင်မှရိုက်ကူးခဲ့တာဖြစ်ပါအထင် ချင်းထောင်ကကပောင်းလုံးဆိုင်ရာရုပ်ရှင်လုပ်ငန်းမှသူ့ရဲ့အခမ်းကဏ္ဍကိုဆက်လက်ချဲ့ထွေနေပြီးအနာဂတ်ရုပ်ရှင်ထုတ်လုပ်ရေးမှာလည်းအရေးပါတဲ့နေရာမှာပါဝင်နေပါတယ်လို့သိရပါတယ်ရှင်။